တော်များအားလုံးပဲမင်္ဂလာပါညာလာမယ့်စနေနေ့မနက်ပိုင်းကိုရောက်ရင်ကျွန်တော်တို့ရဲ့ကချင်တိုင်းသားကံပြန်ဆုံးတိုက်ခိုက်ဖိုက်တိုင်းအွန်လိုင်းအန်ဆန်းဟာသူ့ရဲ့ professional ကစားသမားဘဝနောက်ဆုံးနှုတ်ဆက်ပွဲကိုပွဲထုတ်ရတော့မှာဖြစ်ပါတယ်ဒီပွဲစဉ်မှာအွန်လိုင်းအန်ဆန်းကိုသူ့ရဲ့အရင်းအနှီးဆုံးမိတ်ဆွေတငယ်ချင်းဖြစ်တဲ့ဂါဒီစတန်နဲ့ပွဲတည်ပေးထားပါတယ်ခင်ဗျာဒီနေ့မှာတော့1 5 night 37ပြိုင်ပွဲရဲ့ခေါင်းဆောင်မှာပါဝင်တဲ့ fighter အားလုံးကို hydration တက်စစ်ဆေးတာတွေဝိတ်ချိန်တာတွေဆောင်ရွက်ခဲ့ပါတယ်အွန်လိုင်းအန်ဆန်းနဲ့ဂါဒီစတန်တို့နှစ်ယောက်လုံးဟာဝိတ်ချိန်တာနဲ့ ဟိုက်ဒရိတ်ဂျင်တဲ့စစ်ဆေးတာတွေကိုအဆင်ပြေပြေကျော်ဖြတ်သွားနိုင်ခဲ့တယ်ခင်ဗျဒီတော့အွန်လိုင်းအန်ဆန်နဲ့ကာဒီစတန်တို့ဟာထိုးကြီးလဲအပြည့်ရမယ်ပြီးတော့အလဲထိုးရလက်ကိုအနိုင်ယူနိုင်ခဲ့သူကဘောနပ်စ်ပြောင်းလဲငွေရှိသွားခဲ့ဖြစ်ပါတယ်ခင်ဗျအွန်လိုင်းအဆိုင်ရဲ့ professional ကစားသမားဘဝနောက်ဆုံးနှုတ်ဆက်ပွဲဖြစ်နေတော့ဒီပွဲမှာတကယ်လို့တယောက်ယောက်ကအလဲထိုးနေနိုင်ခဲ့ရင်ရှက်ထရီယာအမှတ်တရဖြစ်အောင် bonus ပေးလိုက်လိမ့်မယ်လို့တော့ကျွန်တော်ယူဆမိပါတယ်အထူးသဖြင့်အွန်လိုင်းအဆန်းသာအနိုင်ရခဲ့မယ်ဆိုရင် ရှက်ထရီကပို့တောင်ပေးလိုက်မှာပါခင်ဗျဟုတ်ကဲ့အောင်လအန်ဆန်းနဲ့ဂါဒီစတန်တို့ဟာအဲ့ဒီမှာဒုကောင်ပွဲစဉ်ဖြစ်ထိုးကြမှာဖြစ်ပါတယ်ထိုင်းနိုင်ငံဗန်ကောက်မြို့လမ်ပီနီအာကစားကွင်းကြီးမှာစနေနေ့မနေ့ရောက်ရင်ကျင်းပါမယ်159 37ပြိုင်ပွဲရဲ့ခေါင်းစဉ်အောက်မှာအောင်လအန်ဆန်းနဲ့ဂါဒီစတန်တို့ရဲ့ပွဲစဉ်ရှိနေပါတယ်ခင်ဗျဒုကောင်ပွဲစဉ်ဖြစ်တဲ့အတွက်မြန်မာစံတော်ချိန်မနေ့10နာရီခွဲ17နာရီပတ်ဝန်းကျင်လောက်မှာဒီပွဲကိုကြည့်ရလိမ့်မယ်လို့ကျွန်တော်ယူဆမိပါတယ်ခင်ဗျအောင်လအန်ဆန်းဟာ hydrogen test ကို 1.009နဲ့အောင်မြင်သွားကြတာဖြစ်ပါတယ်။ဝိတ်ကိုတော့သူက203ပေါင်နဲ့သတ်မှတ်ပေါင်တွေကိုဝင်သွားခဲ့တယ်ခင်ဗျ။ကာဒီဆာကကြတော့ hydrogen test ကို1.0049နဲ့ online sanity အောင်မြင်ခဲ့တယ်။သတ်မှတ် weight ပေါင်တွေကိုတော့202ပေါင်နဲ့ဝင်သွားခဲ့တာဖြစ်ပါတယ်။ကာဒီဆာဟာ water weight တန်းမှာ dedicated fighter တစ်ယောက်ဖြစ်ခဲ့ပါတယ်။ champion ကပတ်တွေပိုင်ဆိုင်ခဲ့ပါတယ်။သူဟာအခု middle weight တန်းကိုပထမဆုံးကူးပြောင်းပြီးတော့ထိုးတဲ့ပွဲစဉ်မှာတငယ်ချင်း online and san ရဲ့ ကစားသမားဘဝနောက်ဆုံးနှုတ်ဆက်ပွဲကိုတာဝန်ယူထိုးပေးရမယ်ပြန်ပဲဖြစ်လာပါတယ်ခင်ဗျအွန်လိုင်းအဆန်းအတွက်ကြောင့်လည်းတကယ်တမ်းအနိုင်ရခဲ့ရင်သူ့ရဲ့ရင်းနှီးတဲ့မိတ်ဆွေတယောက်ကိုအနိုင်ပြီးတော့ကစားသမားဘဝကိုအဆုံးသတ်ရတာမျိုးဖြစ်သွားပါလိမ့်မယ်ဟုတ်ကဲ့အွန်လိုင်းအဆန်းအနေနဲ့အဲ့ဒီနေ့မှာနိုင်ပွဲရောက်ပြီးမြန်မာပြည်သက်အားလုံးကိုပျော်ရွှင်မှုတွေပေးစွမ်းနိုင်ပါစေလို့ဒီနေ့အားနေကြိုတင်ဆုတောင်းပေးလိုက်ပါရခင်ဗျာကြည့်ရှုအားပေးတဲ့ပြည်သက်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ